လွေရာသီမှာအပူတံကိုကောက်ွယ်ဖို့ဘာတွင်စားသုံးတင်လဲလွေရာသီမှာအပူတံကိုကောက်ွယ်ဖို့ဘာတွင်စားသုံးတင်တယ်လဲဆိုရင်ယာရီဥတုပူလာတာနဲ့အမျှကိုယ့်ရဲ့ကျန်းမာရေးအပေါ်မှာအများကြီးတက်ရောက်မှုရှိပါတယ်လွေရာသီမှာပုံလုံးအိုင်လုံးသားကြောင့်အသက်ကြီးတဲ့သူတွေကလေးတွေအတွက်တွေ့ဖြစ်အားကိုမြင့်သက်စေပြီးအုံနောက်တွေ့ကြုံကိုထိခိုက်စေခြင်းတွေးတူးခြင်းကောင်းကင်ခြင်းကောင်းမှုခြင်းဝေခြင်းချွတ်ထွက်များခြင်း မိတ်ပေါက်ခြင်းအသားရေနီးရခြင်းအပူနာတွေထွက်ခြင်းအစာတောက်ဖြစ်ခြင်းစာရာတွေဖြစ်စေနိုင်တာကြောင့်အပူတံကိုကောက်ွယ်ပေးနိုင်ပြီးဒေသပြေဝစေတဲ့အစာစာတွေကို စားသုံးပေးသင့်ပါတယ်။ဒါအစာစာတွေကို စားသုံးပေးသင့်တယ်ဆိုရင်ဒီတဲ့ပြေဝစေတဲ့သခွားတီဖဲတီကိုစားပေးပါဗီတာမင်စီပြေဝစေတဲ့လေမော်တီကိုစားပေးပါ အစာစီစနစ်ကိုကောင်းမွန်စေတဲ့ဒိန်ချင်ကိုစားပေးပါ green tea ကိုတောက်ပေးပါတဘာဝတည်တည်ဖြိုရည်များကိုတောက်ပေးပါလက်ဆက်တဲ့ hindi ရွက်များကိုချက်ပြုတ်စားတောက်ပေးပါ ရေတဲ့မခန်းချောက်အောင်ရေများများတောက်ပေးပါအေးစားဖြစ်တဲ့အစားအစာများကို စားပေးနိုင်သလိုအပူအဆက်စားခြင်းကိုရှောင်ပေးပါအရက်တောက်ခြင်းကိုရှောင်ပေးပါစားရတွေကိုစားသုံးပေးခြင်းကအပူဒဏ်ကိုကွယ်နိုင်ပြီးတင့်ကြမ်းမှရည်သွက်ပါကောင်းမွန်စေပါတယ်